ျွန်တော်ယခုဖတ်ပြပေးမှာကတော့ဆရာကြီးထင်လင်းရေးသားသောအမေတာဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ခင်ဗျာအမေတာမေမေတာရင်မေ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 တာရင်မေမေဒီကမေမေဒေါ်လာခင်သည်သူ့အိမ်ခန်းထောက်တနေရာတွင်ပလက်ကလေးထိုင်နှင့်ထိုင်၍စာဖတ်နေရမှဖလက်စစာမျက်နှာအတိုင်းစာအုပ်ကိုမပိတ်ဘဲအိယာဘောတွင်မှောက်ထားခဲ့ပြီး အခန်းတကားမှခန်းစည်းကိုဖယ်ကာတောင်မြောက်လေးပါးကိုကြည့်လိုက်၏မေမေရေဟဲ့တာမေမေဒီကားလို့ဆိုနေ။ဩမေမေဟိုဘက်ခြံများကူးသွားတာလားလို့လိုက်တော်မလို့ဒီမှာမေမေကျွန်တော်အခုရုပ်ရှင်သွားကြည့်မလို့မေမေကိုပြောဖို့လိုက်နေတာ။ဩတားရေရုပ်ရှင်သွားတာများမေမေပြောနေရသေးလားသွားကြည့်လိုက်ပြီးရပဲသွားပေါ့မဟုတ်ဘူးလေတော်ကြမေမေကတားဘယ်ထွက်သွားပါလဲဆိုပြီးလိုက်ရှာနေမှာဆိုလို့အမလီမရှာပါဘူးတော့ အခု6နိုင်ခွဲပွဲကြည့်မှာဆိုတော့ကျွန်တော်6နိုင်ကြော်ကြော်လောက်ပြန်ရောက်မယ်နော်မိမိအေးပါကွယ်ဆန်ရွှေနဲ့ဘာဒီတို့လည်းပါမယ်ကျွန်တော်တကယ်လို့နည်းနည်းနောက်ကျနေရင်ဘာဒီတို့အိမ်မှာပဲရှိမှာပဲဖုံးဆက်မေးပေါ့ဟုတ်လားမိမိနော်အေးပါသားရဲ့ကဲသွားမှာသွားပါဒေါ်လာခင်မှာဒီသားကလေးတယောက်လူလားမြောက်အောင်မွေးဖို့အတွက်နှစ်ပေါင်းအတော်ကြာကပင်မုတ်ဆိုးမှာဘဝနဲ့နေထိုင်လာခဲ့သူဖြစ်ပေသည် မိဘလက်ထက်မှဆက်ခံရရှိခဲ့သော အမွေအနှစ်အပြင်ခင်မွန်းတဲ့ကွယ်လွန်စဉ်ကရရှိလိုက်သော အသက်အာမခံငွေများနှင့်အိမ်ယာတိုက်တာကလေးများရှိထားသူဖြစ်ရာ အခြေမပြတ်အိမ်တွေရရနေထိုင်နိုင်ခဲ့သည်ခင်မွန်းတဲ့ဥထုံးရွှေကွယ်လွန်တော့ဒေါ်လာခင်မှာအသက်40ကျော်နေပြီဖြစ်၍နောက်အိမ်တော်ပြုရန်လည်းမစင်စားခဲ့တော့ချေသူ့မှာအာယုံပြုเสียဥမမေစာမမြောက်တားကလေးတစ်ယောက်ကလည်းရှိသည် ဒီသားကလေးလူလားမြောက်တီကိုမြင်ရပြီးမှ သူအသေးဖြောင်းတော်မည်ဟုထင်သည်ကားကလေးကငငယ်မှစ၍စိတ်ရောလူပါနုညံ့ပျော်ပြောင်းလှသဖြင့်သူ့အတွက်ပူဇော်ပင်စရာမရှိမုတ်ချလူလိမ္မာကလေးတယောက်ဖြစ်လာမည်ကိုဒေါ်လာခင်သိသည်သို့တော်ဒီလိုနုညံ့တိမ်မွေ့သောကြောင့်ပင်စိတ်မချခြင်းတလူလိုလဲမကြာခဏဖြစ်ရပါ၏ တခါတခါဒေါ်လာခင်သည်သားကလေးမောင်ခင်ရွှေ၏နောင်ရည်ကိုတက်တီတတန်းတွေးကနေတတ်လေသည်မောင်ခင်ရွှေမှာငငယ်ကပင် အေးချမ်းသောကလေးဖြစ်သည်လူမမတိတတ်မီအရွယ်ကပင်မိဘစိတ်တူလောက်အောင်ငိုဘူးသူမဟုတ်ရှိသူ့အဖေဦးထွန်းရွှေက ပလိတ်အရာရှိဖြစ်သည်ဖြင့်သူ့သားကိုသူအားမရခြင်းမင်းသားကြည်ရတာအားမရလိုက်တာမလားခင်ဗျာစိတ်ရောလူရောတဲပြော့တာပဲကလေးမဟုတ်တယ်လို့ပဲဟုတ်မကြာခဏပြောဘူးဤ ဒီလိုပြောတော့ဒေါ်လာခင်ကဖေးပင်ဖြစ်လင်ကစားတိတ်မကြည်နဲ့ချင်းဒို့ကြောင့်ပင်လေမောင်ခင်ရွှေသုံးနှစ်သားကဘောလုံးပစ်ကစားရင်အိမ်ကမှန်တကားတစ်ချက်ကွဲတော့ကဒေါ်လာခင်ကကိုထွန်းရွှေရုံမှအပြန်အင်းကြီးလဲလို့ပြီးအောင်ပဲမဆောင်နိုင်ပဲကိုตาပြော့တယ်ပြော့တယ်နဲ့ကြည်အောင်ရှင့်ဟောဒီမှာမှန်သုံးချက်ရှစ်စိတ်ကွဲပြီ ဟုခြေပသာနဲ့တိုင်ခဲ့ဘူးသည်လူကပြောလို့သာတော်တော့တယ်အစောကဖြင့်မီးပွင့်မတက်ပါပဲဟူ၍လေ ဂုံယူသည့်အတံဖြင့်ဆိုခဲ့ဘူးသည်ခင်မွန်းလည်းနှင့်အတူတားလေးကြီးလာရင်ဟူသောအစီအစဉ်များကို မကြာခဏရေးဆွဲတိုင်ပင်ခဲ့ကြသည်ဦးထွန်းရွှေကငါသားကြီးလာရင်အစုံတက်အောင်တင်ပေးမယ်ကွာတိလားယောက်ျားဆိုတာအစုံတက်မှာဟု ပြောတော့ဒေါ်လာခင်ကအမလီရှင့်လို့စုံအောင်တော့ကျမသားလေးကိုတင်မပေးလိုက်ပါနဲ့ဟုဦးထွန်းရွှေဤကြောကိုထူရင်ရေအတွမ်းသွေးခဲ့ရသည့်အချိန်များတည်ပျော်မွေ့စရာကောင်း၏ကြည်နူးစရာကောင်း၏ ဒိုးသားများကြီးလာတဲ့ခေတ်ကြရင်တိုင်းပြည်အခြေအနေတော့ကောင်းပါလေရဲ့ကွယ်ကမ္ဘာအခြေအနေအေးချမ်းရင် နိုင်ငံခြားလွတ်ပြီးပညာသင်စင်မှကောင်းမယ်ကွာတိလားဟုဥထုံးရွှေကစိတ်ကူးတရားပြောတဲ့တဖြင့်ဒေါ်လာခင်ကတော်ကြာဂါဝင်ဝေးချွေးမှကြည့်ပြီးစိတ်ပြက်နေရအောင်မလားရှင့်ဟုခပ်ပေါ်ပေါ်ဝင်တော်မူသည်ဤသို့လည်းနှစ်ယောက်ရှိစဉ်ကတော့တားကလေးနောင်ရေးကိုဥထုံးရွှေကရှေ့ဆောင်၍စီစဉ်သဖြင့် ဒေါ်လာခင်ကဥထုံးရွှေကိုယုံကြည်အားထားသည်နှင့်အမျှစိတ်အေးချမ်းသာနေခဲ့ရသည်။တန်ကလေးအတွက်နောင်ရင်အစီအစဉ်များဤသို့ဤနယ်ချမှတ်နေကြစဉ်မှာပင်ရုတ်တရက်ဥထုံးရွှေတည်ဆုံးသွားသောအခါဒေါ်လာခင်မှာဗာဆက်လောက်ရမှမသိအောင်ပင်စိတ်အားငယ်ခဲ့ရလေ၏။စိတ်အားငယ်ရမှာပင်တန်ကလေးအတွက်သူတယောက်တည်းဆက်လက်၍အသက်ရှင်နေရအုံးမြေကိုတရေရသည်။နှစ်ယောက်ဥပဲ့ထမ်းခဲ့စဉ်ကခပ်ပေါ်ပေါ်အပိုင်းမှထမ်းခဲ့ရ၍ တိတ်မလေးဘူးထင်ခဲ့သောတာဝန်သည်ယခုသူတယောက်တည်းထမ်းရတော့မည်ဆိုမှမပေါ်လှကြောင်းကိုသိရသည် ထိုအခါဒေါ်လာခင်မှာဘာမဆိုစိုးရင်เสียဟုထင်လာသည်တာကလေးကလိမ်မာရှာသည်တို့ရတွင် သူ့အားလူလိမ်မာလူကောင်းကလေးမှု သူများကများစီးပိုးကြလိမ့်မည်လားဟုပူရပြန်သည် လူရိုးကလေးတယောက်ဖြစ်၍စိတ်တော့ချခြင်းမ၏သို့တော့လူရိုးကလေးမှုသူများအနှက်ကြီးခံနေရမည်လားစိုးရင်ရပြန်သည် အမိအဖအဆွေအမျိုးအရေးကောင်း၍မျက်နာငယ်စရာတော့မရှိဟုစိတ်ချတော့မြည်ကြံပြန်ပါတော့လေသူသားကို အမိအဖအဆွေအမျိုး၏ဂုံတို့ဖြင့်မျက်နာကြီးနေပြီးဘာမျှလူရမဝင်လှသောလူမျိုးဖြစ်နေရမှာကိုတော့စိုးရိမ်သည်။တားကလေးမောင်ခင်ရွှေကရိုးလွန်းအလွန်းသည်ဟုဒေါ်လာခင်ထင်သည်။သူ့မှာငငယ်ကလေးကအတူတတွဲတွဲနေလာခဲ့သည့်ဆန်ရွှေနှင့်ဘာဒီတို့မှတပါလက်ပွန်တဒီပေါင်းတဲ့သူတိတ်မရှိ။ သူကအလဲထွက်လင်လဲဆန်ရွှေတို့အိမ်ဘာဒီတို့အိမ်သူ့အိမ်တို့ခေါ်လာပြန်တော့လဲဆန်ရွှေနဲ့ဘာဒီဒီကောင်ကလေးနှစ်ယောက်ကလည်းမောင်ခင်ရွှေလိုပင်ရိုးရိုးအားကလေးတွေပဲလားမသိသူတို့ဖတ်ကြသည့်စာအုပ်များသူတို့ကြည့်တတ်သည့်ရုပ်ရှင်ကားများကိုဒေါ်လာခင်မကြာခဏအကဲခတ်ကြည့်ဘူးသည်အပြစ်ကင်းစင်ကြသည်ကိုတွေ့သည်ဒုစင်လျက်ဒေါ်လာခင်က သူ့သားကိုကြီးခဲလာသည်ဟုထင်နေသည် မိမသားဖြစ်နေ၍တားကလေးတယောက်လူလားမြောင်ရေးကို သူ့စိတ်ကသွားသလောက်ကိုမပါနိုင်သည်ကို တွေ့ရသောအခါသွားလီသူကိုလွမ်းမိတမ်းမိရှာသည်ကိုထွန်းရွှေရဲ့တကယ်ဆိုတော့လှခင်တယောက်တည်းဘာမှမလုပ်တတ်ဘူးတားကလေးဟာသူ့ကံနဲ့သူပဲကြီးပြင်းရှာရတော့တာပဲဟုအားငယ်စွာတိုင်တယ်ခဲ့ဘူးသည်သူဘာမှမတတ်နိုင်သောအရေးကိစ္စများကို တွေးမိလျင်ဖျားကို နာနာရှိခိုးပြီး တမာဒေဝနတ်များကို အမြနာနာဝေကကားကလေးကိုစောင့်ရှောက်ကြပါရန်တိုင်တယ်ရတော့၏မမေအေးအေးပရိစေရင်ကားကလေးအကြောင်းတောင်တွေးမြောက်တွေးတွေးနေစဉ်တွင် တကားဝမခေါ်တန်ကြား၍ထိုင်ရမထလာကတကားကိုဖွင့်လိုက်သည်မောင်ခင်ရွှေသည်အိမ်ထဲသို့ဝင်လိုက်ပြီးအင်းညီကိုမျှမလဲနိုင်သေးပဲထမင်းစားကန်းထဲသို့ပြေးဝင်ကစော်လိုက်တာမမေယာဟုပြောရင်း မပြောသည့်တလုံးကိုဆွဲဖယ်နေလေသည်ဒေါ်လာခင်လဲနောက်မှဖြည်းဖြည်းလိုက်လာရင်မျိုးလေးကလာလာပဲသားရဲ့စာရင်လဲတခုခုစားခဲ့ရောပေါ့ဟုဆိုလိုက်သည်မောင်ခင်ရွှေသည်ငှပြောသည့်ကိုပလုံပလောင်စာရင်ကသူ့မိမိကိုပြူးကြောင်ကြောင်ကြည့်ဝင်နေလေ၏မောင်ခင်ရွှေမက်ထရစ်စာမွေးပွဲဖြည်ပြီးတော့မောင်ခင်ရွှေကသူ့မိမိကိုမေးသည်ကျွန်တော်မက်ထရစ်အောင်ရင်ကောလိပ်ကိုပို့မလားမိမိဩတားရဲ့မိမိမှာတခြားဘာမှလုပ်เสียရမရှိဘူး တားဖို့ပညာတက်အောင်သင်ပေးဖို့ပဲရှိတာပို့ရမှာပေါ့ဘာလဲတားကမတော်ချင်ဘူးလားမဟုတ်ပါဘူးမေ့ကြည့်တာပါမိမိမှာပတ်စံငွေကြေးလုံလောက်လောက်ရှိရလားလို့မေ့ကြည့်တာရှိပါတယ်တားရဲ့ရှိပါတယ်ဒါကိုတားပါမှမပူနဲ့မိမိတို့မှာအမေတစ်ခုတားတစ်ခုပဲရှိတာတားလိုက်ခြင်းနဲ့ပညာကိုစိတ်ချလက်ချတာလိုက်စိတ်မပူပါနဲ့ကွယ်ဒီလိုဆိုရင်ကျွန်တော်အင်ဂျင်နီယာဖြစ်အောင်တင်မယ်နော်မိမိအင်ဂျင်နီယာဘက်ကိုလိုက်ရင်တက္ကသိုလ်မှာ6နှစ်တောင်နေရမှာမိမိရဲ့နဲတာမဟုတ်ဘူး တနှစ်တရမ်းမအောင်ရင်ဒီထက်တောင်ကြာအောင်မှာကြာပါစေသားရဲ့အလွန်မြူးထူးပျော်ပါတတ်သည့်အရွယ်ဖြစ်ပါလျက်မိဘစီးပွားရေးအခြေအနေကိုဒီလောက်ပူတတ်ရသောသားကိုဒေါ်လာခင်ကအားမရခြင်းသူများအမြင်မှာတော့သားလိမ္မာကလေးပါပဲဒါပေမဲ့ဒီလိုလိမ္မာတာတွေကြောင့်သူ့သားကို လူလောကထဲမှာထားခဲ့ခြင်းမထားခဲ့နိုင်သောဒေါ်လာခင်မှာသားနှင့်ပတ်သက်၍လူချင်းမွန်ခံရ၍မြဟဟပပဝမ်းမသာခဲ့ရခြင်း မလခင်ကတော့တားကလေးလိမ်မာလို့စိတ်အေးချမ်းသာရှိပါပြီတဲ့ဟုချင်းမွန်ထောမနာ ပြုတံများကို မကြာခဏကြားခဲ့ရသည်ထို့သောကြားရတိုင်းဒေါ်လာခင်ဝန်းတဲ့ကဟုတ်ကဲ့ရှင် ရှင်တို့ကတားလိမ်မာရဲ့အမေမဟုတ်လို့ပြောကြသဘောဟုဆို၏မောင်ခင်ရွှေကကြီးလေတိတယ်လေအမေကိုပို၍ဂယုဆိုင်လေဖြစ်သည်ဒေါ်လာခင်ကအသက်ကြီးလာတော့ကောင်းကောင်းမမာခြင်းယောဂါထွေခြင်းလာသည် အချိန်မရွေးသူခောက်ခနဲတည်သွားနိုင်သည်ကိုတရေရတော့ တန်းကလေးမောင်းခင်ရွှေအတွက်ပူမို့၍ပူပန်ရလေသည်စီးကျူယောဂါဆိုတာကြောက်စရာမဟုတ်ပါဘူးမိမိရဲ့အစားအစာဂရုစိုက်စားပြီးကိုယ့်ကိုယ်ကိုချမ်းသာအောင်နေတတ်ရင်ဒုက္ခမပေးတတ်ပါဘူးမိမိကြည့်ရတာယောဂါကိုတိတ်ကြောက်နေတယ်လို့ပဲမိမိမကြောက်ပါဘူးတားရဲ့ဒေါ်လာခင်ဤယောဂါကိုဒေါ်လာခင်ပူပင်တီထက် မောင်ခင်ရွှေကဂရုစိုက်ခါဆရာဝန်နဲ့မပြတ်အောင်ထားသည်စီနီကောင်းတွေးကသူကိုယ်တိုင်ရှာဖွေဖို့ဆက်၍သူ့မိမိကိုတုံးဆွဲစေသည် ကျောင်းကပြန်လာရင်သူ့မိမိဤကျမ်းမာရေးအခြေအနေကိုအရင်ကြည့်ပြီးမှတခြားအလုပ်ကိုလုပ်သည်တခါတခါဒေါ်လာခင်ကယောဂါထွေပြီးမှအိမ်ယာမှာ၂ရက်၃ရက်စသည်နေရသောအခါမောင်ခင်ရွှေကသူ့မိမိအနားလာအိပ်ပြီးစာချက်သည်ခုနေမိမိများတည်သွားရင်တဘလို့နေမလဲဟာမိမိကလည်းတည်စကားကြီးပြောနေတာပဲမတည်ပါဘူးမိမိရဲ့တည်တတ်တဲ့ယောဂါမဟုတ်ပါဘူးလို့ဆိုနေမှပဲ မိကြည်တာပါတားရဲ့မိမိကြောက်လို့ပြောနေတာမဟုတ်ပါဘူးမိမိယောဂါကတည်တတ်တဲ့ယောဂါမဟုတ်ပေမဲ့လူကြီးဆိုတာအချိန်မရွေးခောက်ခနဲတည်တတ်တယ်တားရဲ့ဒါကြောင့်မိမိကတွေးပြီးမေးတာပါမောင်ခင်ရွှေအင်ဂျင်နီယာဒီဂရီရလာတော့အခါဒေါ်လာခင်မှာတားအတွက်နေရေးထိုင်ရေးတစ်ထစ်စိတ်အေးရပြီဖြစ်တော့လေမောင်ခင်ရွှေယခုထိငဲမူမပြတ်သေးပဲအင်ခင်နှုံးအမေခင်နှုံးပင်ဖြစ်၍ဒေါ်လာခင်မှာတားအတွက်ဘဝင်မကျနိုင်သေးအောင်ရှိ၏ များမကြာမီပင် မောင်ခင်ရွှေကအင်ဂျင်နီယာဝင်တော့ကလေးအလုပ်တနေရာသို့ရသည်ဤအချိန်ထိသူ့အနေထိုင်မှာမပြောင်းလဲသည်စံရွှေတို့ဘာဒီတို့နဲ့လည်းမကွဲသည်တခါတခါရုံးကအပြန်အိမ်မှာလှုပ်ရှားရှိသည်တို့ကိုလှုပ်ပြီးရေချိုးရင်းကိုအင်ကြီးကိုလျှော်ဝှက်နေသောကြောင့်ဒေါ်လာခင်ကတောင်းရဲ့လူမြင်လို့မှမတော်ပါဘူးဖွားရှင်ကိုအချော်ခိုင်းရောပေါ့ဟုပြောလင်ဟာမိမိကလည်းမဖွားရှင်ကအင်ကြီးကိုစင်အောင်လျှော်တတ်တာမဟုတ်ဘူးမိမိက ထမင်းသာချက်တက်တာကျွန်တော်အင်ကြီးတွေပြည့်ရမှာပေါ့ဟုစောရကတက်ခါလျှော်မြဲလျှော်လေးရှိ၏မသေးခင်သားကလေးကိုတင်တောင်းတင်တယ်မြင်သွားကျင်သည့်ဒေါ်လာခင်မှာသူပါမျှမလုတ်တဲ့တိုင်းတွားလေသူကိုသာတန်တာမိလေ၏သားလေးကြီးလာရင်အစုံတက်အောင်တင်မယ်ယောက်ျားဆိုတာအစုံတက်မှကွာဟုပြောခဲ့တော့ဥထုံးရွှေအမြင်ကျေပုံကိုလည်းယခုမှကောင်းကောင်းသဘောပေါက်တော့၏သူ့အသက်အရွယ်သူ့အနေအထိုင် သူ့ပညာသူ့အလုတ်ကိုင်းကလေးနဲ့တင့်တယ်ခြင်းအပေါ်နဲ့ပြည့်စုံနေသောသားကလေးအတွက်ဝလုံးနှင်းမိတော့ဝချမ်းနှင်းမိတော့ပူရသည့်ဒုက္ခကလည်းဒေါ်လာခင်မှာမသိငယ်ချေပူမီဆိုလဲပူလောက်လာပေ၏ခစ်ကြီးကလည်းစိုးရင်စရာခစ်ဖြစ်တည်မဟုတ်လားပြီးတော့သူ့သားကအမေသားလူရိုးလူအမို့မတော်တရော်မိမတွေနဲ့များတွေးလိုက်မှဖြင့်ဒေါ်လာခင်သည်ဆက်လက်တွေးရမည်ကိုပင် မရဲနိုင်အောင်ရှိသည်ဖြင့် မသေးမီအစိုးဆုံးကိုခံသွားရန်အထိပ်ပြင်ဆင်ပြီးရင်ထဲကတအုံနှွေးနှွေးကိုတွားလေသူအားတိုင်တယ်ရင် အချိန်ကုန်ခဲ့ရတည်တာများလေရာဖျားပင် ဖြောင်းဖြောင်းဝဲမပြူနိုင်ရှာပြီကျွန်တော်အတွက်မပူပါနဲ့မိမိရဲ့မိမိချမ်းချမ်းမှမှရှိဖို့သာအရေးကြီးပါတယ်ဟုမောင်ခေရွှေကမကြာခဏနှင့်သိမ့်တတ်တော်လေဒေါ်လာခင်ကတော့မောင်ခေရွှေအတွက်မပူရတော့ဘူးဆိုရင် သူ့မှာတေရမီကိုပင်ကြောက်เสียရမှရှိတော့ဟုထင်သည် တားကိုမေမေကတင့်တော်တဲ့သူတယောက်ယောက်နဲ့နေရာချထားခြင်းနဲ့မေမေဒါမှစိတ်အေးမယ်။ဟုဒေါ်လာခင်ကပြောတော့ဟာမေမေကလည်းအေးအေးနေစမ်းမှာမိမပေါ်ပါလေမေမေရရကြင်ကြရမှာပါပဲ။မေမေကလည်းပူရန်ဟောမေမေသာသူများခိုင်းစားတာကိုမေမေကကြည့်ကျင်လို့လား။ဟုပြန်ပြောလေရှိသဖြင့်မောင်ခင်ရွှေကြီးအိမ်တော်ကြီးကို သူဘာမျှလုံမပေးတာအောင်ရှိရ၏။တားမှာရောသဘောကျတဲ့မိန်းကလေးများရှိသလား။ ဒါမေမေကအမေတခုတားတခုမို့မေးတာမရှက်နဲ့ပြောစမ်းဟုတ်တမျိုးမေးပြန်တော့လေမေမေရဲ့မိမဆိုတာဘဲချင်းယူယူရပါလေအေးအေးသာနေပါဟုတ်ပြန်ပြောလေးရှိ၏တခါတခါမောင်ခင်ရွှေကမိုးချုံမှအလုတ်ကပြန်လာတတ်သည်အလုတ်တွေများတည်ဟုပြောလင်ဒေါ်လာခင်ကသူ့သားလူရိုးကလေးမို့အလုတ်တွေဖိခိုင်းကြသည်ဟုထင်သည်သို့တော်သားဖြစ်သူကတော့ဘယ်တော့မှမငြင်းညူဘယ်အချိန်မှပြန်လာလား လေကလေးတအေးအေးခြုံလျက်တာနေတဲ့၍ဒီလိုလဲဟုတ်မယ်မထင်ပါဘူးဟုဖြေရ၏ကျွန်တော်ဒီနေ့နည်းနည်းနောက်ကျမယ်ထင်နေမေမေကျွန်တော်တို့အင်ဒီနီယာရုံးချုပ်ကအပြောင်းလဲလုပ်လို့ဧကံပွဲတစ်ခုလုပ်မယ်မဖွားရှင်ကိုအနားမှာခေါ်တာနော်အကြောင်းရှိရင်ဟိုဘက်ခြံကကိုတူးကိုခေါ်ပြီးကျွန်တော်ရုံးကိုလှုပ်ဟုတ်လားမေမေအေးပါကွယ်မေမေလည်းနေကောင်းပါလေစိတ်ချလက်ချတာနေပါမေမေအတွက်ဘာမှမပူနဲ့ရုံးကပေးထားသောချက်ကားကလေးကို ကိုယ်တိုင်မောင်း၍ထွက်သွားသောသားကို မျက်စီတဆုံးကြည့်ရင်သူတည်သောအခါတယောက်တည်းနေရင်းမြစ်မောင်းခင်ရွှေကိုစိတ်ထဲကမှန်းဆ၍ကြည်နေမိသည်မိမြကြာသည်မသည့်ဒေါ်လာခင်တွေးရင်အင်းရှိ၌လမ်းလျှောက်နေစဉ်တွင်ကားတစ်ကလေးတစ်စင်းသည်ခြံဝတွင်ရက်လာသဖြင့်ခက်လန်းလန်းမှပင်ကြည်နေမိသည်ကားပေါ်မှမိမပြိုကလေးတယောက်ဆင်းကသူ့ထံသို့ရှောက်လာနေသည်ကိုစိုက်၍ကြည်နေမိသည် မိန်ကလေး၏အမိုးအရာကိုကြည့်ပြီးဒေါ်လာခင်၏စိတ်တွင်ယဉ်ကျေးတိမ်မွေ့လှကြည်၏ဟုထင်လိုက်သည်ဒီလိုယဉ်ကျေးတိမ်မွေ့သောမိန်ကလေးမျိုးကိုမြင်လျင်စိတ်ထဲကသူ့ချွေးမကလေးအဖြစ်စိတ်ကူးကြည့်ပြီးပီတိတွေဖြစ်တတ်၏မဟုတ်မှန်းသိတော့မှစိတ်အကြီးအကျယ်ပြတ်ရ၏သူ့သားကလည်းဘလို့မပြောမရ၍သူ့မှာစိတ်တိုင်းမကြနိုင်အောင်ရှိရ၏သားရဲ့ဒီလိုလှလှပါပါကလေးတွေဆိုရင်ချစ်ကြခင်ကြရတာဟာလူပြိုလူရွယ်ကလေးတွေရဲ့ဓမ္မတာပါ မိမဘာတွေများချိုယွင်းနေလို့ဒါတွေကိုအာယုံမဝင်ရတာလဲဟုကရုဏာတော်တော်စိတ်ထဲမှာအပြစ်တင်မိပေါင်းလဲများပြီဖြစ်၏ဒါကိုခင်ရွှေတို့နေတဲ့အိမ်မလားရှင်မိန်းကလေးကသူ့ရှိမှရက်ပြီးရင်ကျေးစွာ မေးတော်မှဒေါ်လာခင်အိယာမနိုးတယ်လို့တတိယကဩဟုတ်ပါတယ်ကလေးမရေဘာကိစ္စရှိလို့ပါလဲအထက်ဝင်ထိုင်ပါဦးလားဟုလောကပြုံကဖိတ်ခေါ်လိုက်ရတော့သည်မိန်းကလေးကအိမ်ထဲဝင်လိုက်လာပြီး လထိုင်းတလုံးတွင်ဝင်ထိုင်ကကိုခင်ရွှေတယောက်ရှိပါလားရှင်ဟုမေးလိုက်၏ဒေါ်လာခင်ကမိန်းကလေးကိုအကဲခံရင်းရုံးကိုအခုပဲထွက်သွားတယ်ကိစ္စအထူးများရှိသလားဟုပြောလိုက်၏ဩဒါဖြင့်ကိုခင်ရွှေအလုပ်ရနေပြီပေါ့ဟုတ်လားအဒီဘယ်ဘက်မှာပါလိမ့်လမ်းထောင်တော့လို့ပြောတာပဲအန်ဒီတော့တည်တည်ချာချာမသိပါဘူးဒီနေ့သူအင်ဂျင်နီယာချုပ်ပြောင်းမှာမို့အဲ့ခံပွဲရှိလို့နည်းနည်းမိုးချုပ်မယ်မေမေလို့ပြောသွားတာပဲကိစ္စအထူးများရှိသလား မိန်းကလေးကဒေါ်လာခင်ကိုရုတ်တရက်လှမ်းကြည့်လိုက်ပြီးအော်အန်ဒီကကိုခင်ရွှေရဲ့မိမေနော်ကိုခင်ရွှေနဲ့ခင်တာတော့တော်တော်ကြာပြီတခါမှမမြင်ဘူးလို့ကားထဲမှာကျမတို့မိမေတောင်ပါလာတယ်ခေါ်လိုက်ပါဦးမယ်ဟု ပြောကာအပြင်သို့ထွက်သွားပြီးမုံမုံရီရီမိမကြီးတယောက်နဲ့အတူပြန်ဝင်လာသည်ဒေါ်လာခင်မအိမ်မက်မက်နေရသလို ထူးထူးဆန်းဆန်းရောက်လာသောဧည့်သည်သားအမိကိုသာအံ့ဩ၍နေရလေသည်မိမီ ဒါအမပြောတဲ့ကိုခင်ရှုရဲ့မိမိလေးဟုမိတ်ဆက်ပေးသည်။နောက်အန်ဒီကျမစာကလေးတစ်စောင်လောက်ရေးထားခဲ့ခြင်းပါတယ်။ကိုခင်ရှုပြန်လာတော့ပေးဖို့ဟုပြောသဖြင့်မောင်ခင်ရွှေအခန်းထဲမှစာရေးစက်ကိုကတ်ကိုယူပေးပြီးမဖွားရှင်ရှိရာသို့လာကာလိမ္မော်ရေးဖြောရန်တူတူပြောပြီး သူ့စိတ်ထဲတွင်နတ်ပစ်နေသလိုတစုံတစ်ခုကိုတပွားပွားဆူတောင်းရင်းဧည့်သည်များရှိရာသို့ပြန်ခဲ့၏ တမီးတော့လေဒီနေ့ BSC အောင်လို့ကောလိမ်မှာပဲဆရာမလုပ်ရအောင်ပြန်တာလေ။အော်ဟန်ကြလိုက်တာနော်။တမီးပညာတွေတက်ပြီးဆရာမဖြစ်တော့မိဘတွေစိတ်ကြီးဝင်စရာပေါ့။ဘယ်နှယောက်ရှိလဲ။ဒီတယောက်သေးပါပဲ။သူ့ဖေဖေကလည်းခွင့်ရရှိယူပြီးတမီးနဲ့လိုက်လာတာ။ခွင့်စီရင်ပင်စင်ယူပြီးဒီမှာပဲနေကြတော့မလို့။မိန်းကလေးအမေကဖော်ရွှေစွာပင်သူ့အကြောင်းကိုအကြောင်းမေးရင်းပြောရင်းနဲ့အတော်ပင်စုံလင်သွား၏။ဒေါ်လာခင်မှာလဲသူ့စိတ်ကူးနဲ့သူ အမလီနော်အရေးပိုင်သမီးပညာရက်မုံမုံရေးရေးမိန်းကလေးနဲ့တားလေးနဲ့များဟန်ချလိုက်ရင်ဘလောက်ကောင်းလိုက်မလဲဟုတွေးရင်စိတ်ထဲကတဖွားဖွားစူတောင်းနေမိသဖြင့်တခါတခါကြောင်တက်တက်ပင်ဖြစ်သွား၏မိန်းကလေးလဲစာကိုအတော်ရှည်အောင်ရေးနေရန်တူ၏ကိုခင်ရွှေရုံးကပြန်လာရင်ဒီစာပေးလိုက်ပါအန်တီမန္တလေးကအမတို့လာလေတယ်လို့လဲပြောပါတွားပါဦးမယ်ဟုနှုတ်ဆက်၍ထွက်သွားကြသောအခါဒေါ်လာခင်မှာဝမ်းသာဝမ်းနည်းဖြစ်၍ကြံရင်လေသည် တားရဲ့ကိုအပေါင်းအသင်းထဲမှာဒီလောက်ချောချောလှလှမွန်မွန်ရည်ရည်ကလေးတွေရှိရနေမင်းမလို့ဖုန်းကြီးလို့နေလို့ဖြစ်ပါပဲတကယ်ဆိုဒါကလေးမျိုးနဲ့များဒေါ်လာခင်စိတ်ထဲကမယိုးမယွာဖြစ်တိုင်းတားကိုအပြစ်တင်မိ၏မိန်းကလေးပေးထားခဲ့သောစာအိတ်ကိုလက်ထဲမှကင်လျက်သူ့လက်များတီတုံနေလေသည်ကဲဘာဖြစ်ဖြစ်ဖွင့်တော့ဖတ်လိုက်အောင်ပါပဲဟုအောင်းမေကတုံနေသောလက်များနှင့်ပင်စာခောက်ကိုဖြန့်လိုက်လေသည်မောင် ဒေါ်လာခင်ထ၍ခုံကျင်လောက်အောင်ပင်ဝန်းသာသွားသည် သူငငယ်ကကိုထွန်းရွှေနှင့်မျက်စီချင်းကြိုက်နေခဲ့ကြပြီးကိုထွန်းရွှေကတော်တော်နှင့်မဆရဲ၍မချင်မရဲဖြစ်နေခဲ့ရစဉ်ကိုထွန်းရွှေထာမပထမဆုံးမြေတားကို ဖတ်ရတော့ကထက်သူ့စိတ်တုန်လှုပ်သည်ထင်၏မောင်ဘလို့လဲဒီဂရီရပြီးတော့လက်ထက်ကြမယ်ဆိုလို့မာကဖေဖေကိုရောမေမေကိုရောပြောထားပြီးပြီအခုမာလဲဒီမွန်စထရေတာရလို့အကြောင်းကိုပြန်လာတယ် ဖေဖေကိုမာကမောင်အချောင်းနေအကုန်ပြောထားလို့တိတ်သဘောကျနေတာဒီကနေ့ဖေဖေကမောင်ကိုသူ့တမတ်လောင်းကလေးကိုတွေ့ကျင်လို့အလဲခေါ်ခဲ့ဖို့ပြောလို့ကိုဆန်းရွှေကိုမေးပြီးမောင်စီလိုက်လာရတာမောင်ကအခုဝင်တောက်ကြီးဖြစ်လို့စိတ်ကြီးဝင်မသွားနဲ့တိလာရုံးကပြန်ရင်မာတို့အရင်တဲတဲ့ဟဲလ်ပင်လန်းကအိမ်ကိုလိုက်ခဲ့ဒါထက်မောင်မေမေကတိတ်သဘောကောင်းနေနော်မောင်ကိုရောက်ကလေးကကြည်နေတာကြည်လို့ကိုမပြီးဘူးသူ့ချွေးမလောင်းလေးကိုချစ်တယ်ထင်ပါရဲ့မောင်လာခဲ့နော်မာတို့စောင့်နေမယ် အမဒေါ်လာခင်မာအံ့ဩလင်း၍သူ့ယင်ကို သူ့လက်နှင့်ဖိမိ၏သူသားအပေါ်သူအထင်မြင်လွဲနေခဲ့သည်ကိုယခုမှသိရ၍ယင်ထဲတွင်တမျိုးဖြစ်ရသည်စောစောကမိမိဝမ်းသာရအောင်ပြောထားရောပေါ့သားရဲ့ဒါကိုမိမိစောစောကသာသိရရင် မလီကြည်စမ်းမအောင်မိမိစိတ်ပူလိုက်ရတာ၍ဒေါ်လာခင်ဝမ်းသာလွန်၍ဘာလို့ရမှန်းပင်မသိဘူး ဖွားရှင်ကိုခေါ်၍ဖွားရှင်လာတော့သူဘာကြောင့်ခေါ်မိမှန်းပင်မသိအတန်းကြာတခါခေါ်ပြန်ဤဖွားရှင်ဟိုဘက်ခြံကိုကိုတူးသွားခေါ်စမ်းဖွားရှင်ကကိုတူးကိုခေါ်ရန်ထွက်သွားပြီးအတော်လှန်းလှန်းရောက်မှတခါပြန်ခေါ်ပြီးနေတော့နေတော့စာကသူပြန်လာမှပြေးဖို့ပါပဲဟုပြောပြန်ဤနောက်တခါဖွားရှင်မိဖို့တဲ့ပြန်သွားတော့သူကမိုးချုံမှပြန်လာမှာအမအားရုပ်စီသွားဖို့အချိန်မှရှိပါမလားဖွားရှင်သွားသွားခေါ်တာခေါ်ကြည့် ဖွားရှင်တခါထွက်သွားရပြန်သည်အတော်ကြာမှဖွားရှင်ပြန်လာပြီးကိုတူးခဏနေလာခဲ့မည်ဟုပြောပြီးမိဖို့လည်းပြန်ဝင်သွားတော့ဒေါ်လာခင်အပေါဝထွက်ခါကိုတူးကိုညှော်နေလေသည်မကြာမီကိုတူးဆိုသောတငယ်ရောက်လာသဖြင့်ဒေါ်လာခင်ကကိုတူးရေမင်းကိုကိုစီလိုက်စမ်းပါကွယ်နေပါဦးဘလို့ပြောလိုက်ရမလဲအေးအေးကဲမင်းကိုကိုတွေ့ရင်အန်တီကညနေခက်ဆော့ဆော့ပြန်ခဲ့ပါလို့ပြောခဲ့ပါကွယ်နော်ဟုတ်မှားလိုက်ပြီး ကိုတူးထွက်သွားမှတဖန်ဝင်းချံပေါက်အထိလိုက်သွားကကိုတူးရေမင်းကိုကိုကမင်းရင်အန်တီနေကောင်းနေဘာမှမဖြစ်ဘူးလို့လည်းပြောခဲ့ဦးနော်ဟုထပ်မှလိုက်၏ကိုတူးဒီဒေါ်လာခင်အားနားမလည်နိုင်သလိုတချက်လှမ်းကြည့်လိုက်ပြီးဟုတ်ကဲ့ဟုဆိုကာလှည့်ထွက်သွားလေ၏ညနေ၄နာရီခန့်တွင်မောင်ခင်ရွှေခြေကားကလေးနှင့်ပြာကြီးပြာရပြန်ရောက်လာ၏ကားပေါ်မှဆင်းပြီးအိမ်ထဲသို့အပြေးကလေးဝင်ခဲ့လေ၏မမေမမေ ေးတိုင်းလာပြီဘာဖြစ်လဲမေမေကိုတူယုံကိုလာပြောတယ်မေမေများဘာဖြစ်လို့လဲလို့မေးတော့နေကောင်းနေပြောတယ်စိတ်မချလို့ပြန်ကြည့်တာဒေါ်လာခင်သည်ထိုင်ရမထ၍စောစောကမင်းကလေးပေးထားခဲ့သောစာအိတ်ကိုယူလာကမောင်ခင်ရွှေကြီးလက်သို့ပေးရင် မန္တလေးကအမာလာလာတဲ့တားရဲ့ညနေသူတို့တဲတဲ့အိမ်ကိုဆက်ဆက်လာဖို့မှားသွားတယ်ခုမှရင်စကားတွင်ဆက်ဆက်အပိုထည့်၍ပြောလိုက်၏ မောင်ခင်ရွှေသည် စာအိတ်ထဲမှစာကိုထုတ်ယူ၍ဖြန့်လိုက်သည်ဒေါ်လာခင်သည် သူ့သား၏မျက်နှာကိုမမိတ်မတုံကြည့်ရင်းစာဖတ်၍အပြည့်တွင်မောင်ခင်ရွှေဘာများပြောမည်နည်းဟုစောင့်စားလျက်ရှိ၏မောင်ခင်ရွှေသည် စာကိုဖတ်၍ပြီးသောအခါဘာများမထူးခြားသလိုအမတ်မထင်ခောက်လိုက်ပြီးဘောင်းမီအိတ်ထဲသို့ထိုးထည့်ကာထမင်းစားကန်းဘတ်သို့လျှောက်သွားလေသည်ဒေါ်လာခင်လည်းသူ့သားထံမှထူးခြားသောစကားများကို နားထောင်ခြင်းသောနှင့် နောက်မှတကောက်ကောက်လိုက်ပြီးမျက်ခြေမပြတ်ကြည့်လျက်စောင်းစားနေ၏။မောင်ခင်ရွှေသည်ထမင်းစားကန်းထဲကကြောင်အင်ကိုဖွင့်ကာပေါင်မုံကိုထုတ်ယူ၍လှီးပြီးထောပတ်တုပ်လိုက်၏။ပေါင်မုံနှစ်ချက်ကိုထပ်၍လက်တစ်ဖက်ကကန်၍ပလုတ်ပလောင်လွေရင် လက်တစ်ဖက်ကကော်ဖီခရီးကိုကန်၍ငှဲ့ကာသူ့မိမိကိုကြည့်နေ၏။ဗဇက်ထဲမှပေါင်မုံများကို ကော်ဖီနှင့်မျောချလိုက်ပြီးတနည်းလုံးစားနေတာဟုပြောသည်။ ဒေါ်လာခင်ကဘာမှမပြောဘဲလက်တုပ်ပေါ်ဝါယူပေးသည်မောင်ခင်ရွှေလဲစားတော့ပြီး၍လက်တုပ်ခါအပြင်သို့ထွက်ရန်ဟန်ပြင်သည်ဒေါ်လာခင်ကနောက်ကထက်ချက်မကွာလိုက်လာသည်အခုဘဲကိုလဲတာအမာရုစီဟုလားဘဲမတော်နိုင်ပါဘူးမိမိယာရုံးကိုပဲပြန်ရအောင်မှာပေါ့မောင်ခင်ရွှေသည်ပြောရင်းဆိုရင်အပြေးကလေးထွက်သွားလေ၏ထင်လင်းငွေတာရီမဂဇင်း ဇူလိုင်လ1960လိုအပ်ချက်များကိုတီးခံပြီးနားဆင်ပေးကြသောညီကိုမောင်နှမများအားလုံးအားလုံးဘေးကင်းရန်ကွာရှိကြပါစေ။